အားလုံးပဲမင်္ဂလာပါအခုချိန်ကစပြီးတော့ဂျွန်လ2ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါ ခုပြောပြမဲ့သတင်းထဲမှာတော့စိတ်မသက်မသာဖြစ်စရာရုပ်ပုံတွေပါတယ်ဆိုတာကိုကြိုတင်ပြီးတော့အသိပေးပါစီရှင်ဒီရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်အဲတဲကဒီအထီဆုံးရွာနာမှာဖြစ်ခဲ့တဲ့တိုက်ပွဲထဲမှာဖမ်းဆီးခံလိုက်ရတဲ့ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကတပ်ဖွဲ့ဝင်9ယောက်ကိုစစ်ကောင်စီတပ်နဲ့ပို့ပြည်သူစစ်အဖွဲ့ PNO PNA ကပြစ်ဒဏ်လိုက်ပါတယ်တိုက်ပွဲဖြစ်ပွားခဲ့တာကတော့အခုနှစ်စမ်းပိုင်းပေါ့နော်ဇန်နဝါရီလ23ရက်နေ့ရဖြစ်တာဖြစ်ပါတယ် တယ်ဆိုတော့အဲ့ဒီတိုက်ပွဲတွေကနေ PNL တပ်ဖွဲ့ဝင်9ယောက်ကိုဖမ်းသွားပြီးတဲ့နောက်4ယောက်ကို တပြိုင်တည်းပြစ်တက်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလိုပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့ရုပ်တံဖိုင်ကို ရရှိထားတဲ့ PNL ဘက်ကမေလ31ရက်နေ့မှာထုတ်ပြန်လာပါတယ် ကျန်တဲ့တယောက်ကိုတော့တခြားနေရာတစ်ခုမှာညှဉ်းပန်းနှိပ်စက်ပြီးတော့တတ်လိုက်တာဖြစ်ပါတယ်။ဖန်းစည်းခံရတဲ့ဒီစစ်တုံ့ပန်းတွေကိုအခုလိုမျိုးတတ်ဖြတ်နေတာကစစ်ရာဇဝမှုမြောက်တယ်လို့လည်း PNL ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရွှေရံကပြောပါတယ်။အခုထုတ်ပြန်လိုက်တဲ့ရုပ်တံဖိုင်ဟာ PNL ကဖန်းစည်းရမိထားတဲ့စစ်ကောင်စီတပ်သားတယောက်ရဲ့ဖုန်းထဲကနေတွေ့တာဖြစ်ပြီးတော့စစ်တုံ့ပန်းတွေလည်းတတ်သိထွက်ဆိုထားတာတွေရှိတယ်လို့ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်းဒီလာရှုမြို့နယ်တဲမှာရှမ်းပြည်တပ်မတော် SSPB နဲ့ကုကန့်တပ်မတော် MNDAA တို့ကြားမှာတိုက်ပွဲတွေဖြစ်ပြီးတော့တေဆုံးမှုတွေရှိခဲ့တဲ့အကြောင်းကိုဆက်ပြီးပြောပြပါမယ်။လာရှုမြို့နယ်ဟန်နာကြီးရွာအုပ်စုတဲကနားလိုက်ရွာအထွက်မှာဒီရှမ်းပြည်တိုက်တရေးပါတီရှမ်းပြည်တပ်မတော် SSPB SSA နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြားမှာမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲထဲမှာတော့ဒီ MNDAA ဘက်ကတပ်သား၈ယောက်ကြာ ဆုံးခဲ့တယ်လို့ SSPP ဘက်ကသတင်းထုတ်ပြန်ပါတယ်။ SSPP တပ်ဖွဲ့ကနားလိုင်ရွာအနောက်ဘက်ကိုစစ်ကြောင်းထွက်တဲ့အချိန်မှာဒီ MNDAA တပ်မဟာ611ရဲ့လက်အောက်ခံတပ်ဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့လို့နှစ်ဖက်ကြားမှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ပွဲကြောင့်နားလိုက်ရွာသားတွေအပြင်ဟန်နာနဲ့တခြားရွာ၃လေးရွာကရွာသားတွေကလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပါဗျ။ ွန်လကုံအတီအပြည့်ရတလထတ်တိုးတယ်လို့စစ်ကောင်စီဘက်ကကြေညာလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မှာပဲမန္လီတိုင်းတွေကမြို့နှစ်မြို့ကိုလေချောင်းကလည်းဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်မန္လီတိုင်းတွေကစင်ကူနဲ့တပိတ်ချင်းမြို့နယ်တွေကိုလေချောင်းကလည်းဘုံကျဲခဲ့တာဖြစ်ပါတယ်တရက်ထဲမှာပဲ၃ကြိမ်လေချောင်းကလည်းတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေမှာတော့အရက်သား၃ယောက်ဒဏ်ရာရခဲ့ပြီးတော့စာတင်ကျောင်းနဲ့အိမ်တချို့ထိမှန်ပျက်စီးခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဲ့ပြင်ဦးလွင် ပကဖတာဝန်ရှိသူတက်ကပြောပါရယ်ဂျွန်လာတရက်နေ့မနက်မှာဒီတရက်ဦးလီတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးကတပိတ်ချင်းမြို့နယ်တဲက၄မိုင်ကန်တာစတင်ចောင်းကိုပေါင်900ဘုံတီနဲ့ဘုံကျဲကလေးចောင်းဆောင်နှစ်ဆောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီနေ့နေ့လယ်2နာရီလောက်မှာတော့ဒီစင်ကူးမြို့နယ်တဲကအနွယ်ယုံနဲ့နတ်တောင်ရွာကိုလေចောင်းကနေထပ်ပြီးတော့ဘုံကျဲကလေးအဆောက်အုံနဲ့အိမ်တွေထိမှန်ပျက်စီးခဲ့ပါတယ် ဒီအဆောက်အုံနဲ့အိမ်တွေထိမှန်ခဲ့တယ်လို့အမျိုးသမီး၃ယောက်လည်းထိမှန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်နဲ့ဝေးတဲ့နေရာတွေမှာနေကြဖို့အပြင် လေကြောင်းရံကိုကာကွယ်နိုင်ဖို့အတွက်ဘုံခိုကျင်းတွေတူးတာတွေလုပ်ကြဖို့လည်းပြည်သူကာကွယ်ရေးအဖွဲ့ပြည်ဦးနှင်ခရိုင်ကအတိပေးထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။ ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြမှာပါရုရှားနိုင်ငံအတွင်းပိုင်းဒီရှေ့တန်းနဲ့မိုင်ထောင်ချီလောက်ဝေးတဲ့လေတပ်အခြေစိုက်စခန်းတွေနားမှာတိတ်တဆိတ်ချထားတဲ့သစ်သားကွန်တိန်နာတွေတပြိုင်တည်းအမိုးတွေပွင့်ထွက်သွားကြပါတယ်အဲ့ဒီသစ်သားကွန်တိန်နာတွေတဲကဒရုန်းတွေထွက်လာပါတယ်အာ fiber optic တော့ဘောနော်ဒီ FPV အသေးခံ drone တွေက လေတပ်အခြေစိုက်စခန်း၅ခုကိုတပြိုင်တည်းဝင်ပြီးတော့တိုက်လိုက်တာပါ ယူကရိန်းသမ္မတဇလန်စကီကိုတိုင်ဦးစီးတဲ့ယူကရိန်းစစ်ထောက်လမ်းရေးရဲ့တနစ်ကျော်အကြာပြင်ဆင်ခဲ့တဲ့ဒီ Spider's Web လို့ခေါ်တဲ့ပင့်ကူအိမ်စစ်စင်ရေးဖြစ်တယ်လို့လည်းယူကရိန်းဘက်ကကြေညာပါတယ်အ ਨੇ ဆုံးတော့ဒီရုရှားရဲ့နျူကလ িয়ার လက်နက်တွေတယ်ဆောင်ပစ်ခတ်နိုင်တဲ့တိုက်ခိုက်ရေးအမြင့်ဆုံးလေယာဉ်တွေအပါအဝင်တိုက်ခိုက်ရေးလေယာဉ်အစီး40ကျော်ပျက်စီးခဲ့တယ်လို့ယူကရိန်းကကြေညာလိုက်ပါတယ်ပျက်စီးသွားတဲ့လေယာဉ်တွေက နျူကလ িয়ার လက်နက်တွေပစ်ခတ်နိုင်တဲ့နည်းနည်းပဲကြံတော့တဲ့ရုရှားရဲ့လေယာဉ်တွေပါတဲ့အတွက်နျူကလ িয়ার တိုက်စွမ်းရည်ကိုပါကြားသွားစေနိုင် ိုင်တယ်လို့အကဲခတ်တွေကသုံးသပ်ထားကြပါတယ်။သမ္မတပူတင်ကိုမလိုလားတဲ့သူတွေကတော့ပူတင်တော့ကဘာပြက်ပြီလို့ပြောနေမယ်လို့ထင်ပါတယ်။ဆိုတော့သမ္မတပူတင်ကိုသဘောမကျတဲ့အထဲမှာကျမလည်းပါပါတယ်။ ိုင်းနိုင်ငံတဲကိုနှစ်ပေါင်း20ကျော်30လောက်ကလေးကရောက်နေကြတယ်မြန်မာနိုင်ငံသားတွေကသူတို့ရောက်ကလေးကထိုင်းမှာနေရင်ဒီဆန်ကယ်အုတ်ထုတ်ဆောင်ဖို့လှုံ့ဆော်ဖမ်းဆီးမှုတွေရှိတယ်ဆိုတာကိုပြောပြကြပါတယ်အထူးသဖြင့်တော့ဆန်ကယ်တွေအများဆုံးသုံးတဲ့ဒီချင်းမိုင်လိုမျိုးတွေမှာပေါ့နော်ဆိုတော့အုတ်ထုတ်မဆောင်မဲနဲ့ဆန်ကယ်စီးတဲ့လူတွေကိုဖမ်းဆီးတံရိုက်တာက လာစဉ်လိုလိုရာသီအလိုက်လိုလိုနှစ်စဉ်နှစ်တိုင်းပေါ့အများရန်တွေ့နေရတဲ့မြင်ကွင်းတစ်ခုလို့လဲဆိုကြပါတယ်ဒါပေမဲ့ ဲ့ထိုင်းရဲတွေကဒီတခါတော့တကယ်ကိုတင်းကျပ်လိုက်ပုံရပါတယ်။ဂျွန်လာတရက်နေ့မနေ့ကစပြီးတော့ဆန်ကယ်မောင်းတဲ့သူတွေအုတ်ထုတ်မဆောင်ရင်အဲတန်ငွေအားဖြင့်ဘတ်2000ပေါ့နော်။ဟိုကျက်ဆိုလို့ရှိရင်3သိန်းနီးပါးလောက်ရှိနိုင်တယ်။အာပြီးလို့ရှိရင်ဒီအဲဆန်ကယ် မောင်းတဲ့လူကအုတ်ထုတ်ဆောင်းထားပေမဲ့နောက်ကလိုက်ထိုင်တဲ့လူကအုတ်ထုတ်မဆောင်းထားဘူးဆိုရင်အာဒဏ်ငွေအားဖြင့်ဗတ်၄000ဆိုတော့မြန်မာငွေကကျပ်၅သိန်းခွဲလောက်အထိအာဒဏ်ရိုက်မယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်ဆိုတော့ဆိုင်ကယ်စီးတဲ့မြန်မာနိုင်ငံသားတွေသတိထားနိုင်ဖို့ပါအုတ်ထုတ်မဆောင်လို့ဒံငွေအပြင်နောက်ဆက်တွဲတွေပါရှိနိုင်တာမို့တတိထားကြဖို့တိုက်တွန်းချင်ပါတယ် အုတ်ထုတ်တွေကလည်းဒီလုံခြုံရေးအတွက် safety ဖြစ်တဲ့စိတ်ချရတဲ့အုတ်ထုတ်မျိုးတွေဖြစ်ဖို့တော့လိုပါလိမ့်မယ်ရှင်။နောက်ဆုံးတစ်ပုတ်ကတော့ဒီ artificial ဒီ intelligent လို့ခေါ်တဲ့ဒီ AI ပေါ့နော်။ AI လို့ခေါ်တဲ့ဉာဏ်ရည်တုနဲ့ပတ်သက်တဲ့သတင်းပါ။ဆိုတော့မကြသေးခင်ကအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဒီတထေးကြီးပေါ့နော် Elon Musk ကအနာဂတ်မှာလူတွေအလုတ်သိမ့်လို့ဆရာမလို့တော့ဘူး။ဒါကိုဉာဏ်ရည်တုတက်ဆင်ထားတဲ့စက်ရုပ်တွေကလှုပ်သွားလိမ့် ်မယ်လို့ပြောခဲ့ပါတယ်။ဒါဟာတစ်ဖက်မှာတိုးတက်မှုလို့ပြောလို့ရတယ်လို့တစ်ဖက်မှာလည်းလူတွေအတွက်တော့အလုတ်လုံခြုံမှုဘိုင်းကိုချိန်ချောက်လာနေပါတယ်။2024ခုနှစ်မှာဝန်ထမ်း9000အထက်ရှိတဲ့စက်ရုံတွေရဲ့90ရာခိုင်နှုန်းကျော်မှာ AI အသုံးပြုအလိုလျောက်စနစ်တွေစပြီးတော့သုံးစွဲနေပြီလို့လေးလာတွေ့ရှိချက်တွေကဖော်ပြကြပါတယ်။ AI နဲ့ပတ်သက်ရင်လူအများစုကဟိုစိုးရိမ်နေတာဒီကိုလုတ်တဲ့အလုတ်တွေကိုအာ AI ကလူယူသွားမလား ားဆိုတာပါပဲဆိုတော့အစိမ့်ဝင်စားစရာကောင်းတာက AI ရဲ့အလူလျောက်လှုပ်ဆောင်မှုတွေဟာဆင်းရဲတဲ့နိုင်ငံတွေမှာလူ၅ယောက်ရဲ့နေရာမှာတစ်ယောက်နေရာကို အစားထိုးနိုင်ပြီးတော့ချမ်းသာတဲ့နိုင်ငံတွေမှာတော့လူ၃ယောက်မှာတစ်ယောက်နေရာကိုအစားထိုးနေတယ်လို့ဆိုပါတယ် နောက်ပြီးတော့ဒီ AI ရဲ့အလိုလျောက်လှုပ်ဆောင်ခြင်းကစီမံခန့်ခွဲမှုအာနောက်ပြီးတော့ဒီစရေးစချီနဲ့ data တွေပေါ့နော်အချက်လက်တွေထည့်သွင်းတဲ့လုပ်ငန်းတွေစတဲ့သဘာဝအဖြစ်တော့ကျွန်တော်တို့အမျိုးသမီးတွေလုပ်နေတဲ့လုပ်ငန်းတွေမှာပို့ပြီးတော့များများဝင်ရောက်လာနေတာဖြစ်ပါတယ် ဒါကြောင့်အနာဂတ်လုပ်ငန်းခွင်ထဲမှာကြားမချိုးမှာတော့ဒီမတွေကအမျိုးသမီးတွေရပါတော့ပို့ပြီးတော့နှဲသွားနိုင်တာမျိုးဖြစ်နေလို့အခုတွေ့ရှိချက်ကအမျိုးသမီးတွေအတွက်တော့ပို့ပြီးတော့စိုးရိမ်စရာဖြစ်လာပါတယ် ချမ်းသာတဲ့နိုင်ငံတွေမှာအစာထိုးခံရနိုင်တဲ့ဒီယာနှုန်းပေါ့နော်အမျိုးသားယာနှုန်းက2023မှာဆိုရင်ယာနှုန်းအားဖြင့်2.9ကနေ3.5အထိခံရနိုင်ပါတယ်။အမျိုးသမီးတွေကတော့အစာထိုးခံရနိုင်တဲ့ယာနှုန်းဟာ2023မှာ9.8ယာနှုန်းပဲရှိရကနေ2024မှာတော့9.6ယာနှုန်းအထိမြင့်တက်လာတာဖြစ်ပါတယ်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ဒီညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။